ကောင်းကောင်းမွန်မွန်ရှင်သန်နေထိုင်ရတာကိုစိတ်ပြတ်တဲ့အခြေအနေရှိဘူးလားကျွန်တော်မှတော့ရှိဘူးတယ်ငါဘာလို့ဒီလိုနေထိုင်ခဲ့ပါလဲရနဲ့ခုလိုတွေကြောင်ရတာလဲဆိုပြီးတော့ပေါ့ကို့အမလည်းမပါပါပဲတဝူတယောက်ရဲ့နာမည်ဖြတ်မှုကိုတတိကျယုံကြည်ပြီးလာဆဲကြတာတွေကို့လိုပဲကောင်းကောင်းမွန်မွန်နေတဲ့သူတွေထိုက်တဲ့နဲ့တုံ့ပြန်မှု အသိမှတ်ပြုမှုမျိုးပြန်မရတာကိုမြင်ရတဲ့အချိန်တွေမှာအဲ့ဒီခံစားချက်ဖြစ်တယ်။ဒါကြောင့်လဲတချို့ဆိုရင်အထူးသဖြင့်ငယ်ဘဝတွေမှာအဲ့ဒီလိုကြုံလိုက်ရရင်လောကကြီးကိုစိတ်အကျဉ်ပေါက်ပြီးအရွယ်တိုက်သူတွေဖြစ်လာကြတာ။ပင်ကိုစိတ်ရင်းမကောင်းကြတာမဟုတ်ဘူး။ကုညီလားဆိုကုညီတယ်။ဒါပေမဲ့နည်းနည်းတော့ခနဲ့လိုက်ရမှရွှဲလိုက်ရမှဆိုတာမျိုးတွေပေါ့။လူမှာရုံကြီးချက်တစ်ခုတော့ရှိရမယ်လို့ထင်ပါတယ်။ အဲ့ဒါကဘဝရဲ့လောကရန်တွေနဲ့ရင်ဆိုင်ရတဲ့အခါကိုလန်ကြလဲကြမတော့အောင်နောက်ကနေကြားကန်ပေးထားနိုင်တယ်ဗုဒ္ဓဘာသာဝင်တွေဆိုရင်တော့ကံကံရဲ့အကျိုးကိုယုံကြည်ကြတယ်ကောင်းတာတွေလုပ်ရင်ကောင်းတာတွေပြန်ဖြစ်လာမယ်စိတ်ကောင်းထားရင်ကံကောင်းမယ်သူတစ်ပါးကိုကူညီပေးရင်ကိုလည်းကြလည်းပြန်ကူညီပေးမဲ့သူပေါ်လာတယ်ဒီလိုယုံကြည်ထားကြတာပေါ့အကျိုးတရားမြောက်ကိုတော့မဟုတ်ပေမဲ့လိုအပ်တဲ့လောက်တော့လိုအပ်ပါတယ်ကျွန်တော်တခုစားမြင်ပါ ဥပမာကျွန်တော်ငွေလူတယ်ပေါ့တဲဆိုလက်ရှိဘဝအခြေအနေကဘာမှရေရာမနေပါဘူးပုံမှန်ဝင်ငွေမှန်းစထားလို့ရတဲ့ငွေပမာဏတစ်ခုလည်းရှိမနေဘူးများများရတဲ့လရတဲ့ပြိမရတဲ့လလည်းမရဘူးဒါပေမဲ့ကိုယ့်ထက်အပုံကြီးခက်ခဲနေတဲ့သူတွေမြင်ရတဲ့အခါဒီငွေတွေလက်ထဲစုပ်မထားကြတော့ဘူးလူဆိုတော့တွေ့တွေ့ဝေမှုတော့ရှိတာပဲငါပြန်လူလာရင်ဘလို့လုံးမလဲပေါ့ ။ငါအသက်ရွယ်နေဆို တလောက်တော့ရှိသားသင့်ပြီပေါ့။အဲ့ဒီအခါပြန်ပြန်တွေးရတယ်။အခုအသက်ရွယ်ထိမွေးကိုပူပန်ကြောင်းကြရတယ်ဆိုတာမရှိဘူးဘူး။သူ့လိုလိုကိုအခွင့်လန်းတွေကကိုယ်စီရောက်လာတာ။ခုလိုအချိန်မှာတော့အဖွဲ့အစည်းတွေက လာချိတ်ဆက်သင်တန်းပေးခွင့်ရအဲ့ဒါနဲ့ပဲမပူမပင်နေလို့ရနေသေးတာ။ဒါတွေကလည်းငါလူတန်းခဲ့သူများကိုကူညီခဲ့တာတွေနဲ့စိုင်တယ်လို့ယုံထားတယ် ။ဒါကြောင့်အခုလည်းတွေ့ဝေမနေတော့ဘူး။ကိုခက်ခဲနေတဲ့သူတွေကိုကူလိုက်မယ်ဆိုတဲ့အတွေးနဲ့ရှေ့ဆက်နေတာပေါ့။ကိုရက်ကတော့ပိစာတစ်ခုနဲ့ခရီးထွက်ပါရယ်။ကိုကြီးမင်းနေကြသူတွေနဲ့ကြုံရတယ်။ဖြိုးတီဟာဆိုတဲ့နာမည်ကြောင့်ထက်အပြန်အလှန်အကျိုးရှိလို့ဆိုတာထက်လူကိုကူညီပေးမြေတားထားပေးတယ်လို့ခန်းစားရစေသူပဲပေါ့ပြန်လာတော့လည်းလမ်းမှာကားဘင်းပေါက်သေးတယ်နေပူပူမှာချွေးတီးတီးနဲ့ လမ်းဘေးမှာအလုံချမ်းလုံနေတဲ့ထိုင်းမျိုးသားနှစ်ယောက်ကရောက်လာပြီးကူညီပေးသွားတယ်။ပတ်စံရေးဖို့ကိုတော့မနှဲလိုက်ပေးရတယ်။သူတို့အတွက်ဆိုကိုကလုံးဝဒစိမ့်တသက်။ကိစ္စသေးသေးလေးတွေပါပဲ။ဒါပေမဲ့ငါသူ့တဘောက်ကိုကူညီခဲ့လို့ငါလည်းကြလဲအမြဲအထီလိုပေါ်ပေါက်လာတာဆိုတဲ့ယုံကြည်မှုကပိုပြီးအားကောင်းလာတယ်။စိတ်ကပိုပျော်လာတယ်၊ကျေနပ်လာတယ်။စာလေးတစ်ချောင်းဖတ်ဘူးတယ်။ Be the reason someone believes in kindness again. ို့အားဖြင့်ကို့ရှိကလူတယောက်ဟာလောကမှာအကျဉ်းတရားတွေရှိနေသေးမှပြန်ယုံကြည်လာပါစေတဲ့ကျွန်တော်တို့ဆိုကို့ကိုဘာအကျိုးမျိုးကိုမှုမှမရှိပဲကိုညီပေးတဲ့သူတယောက်နဲ့ကြုံရတိုင်းကြုံရတိုင်းကိုလည်းခုလိုပဲဆက်ပြီးကူညီသွားမယ်ဆိုတဲ့ယုံကြည်မှုကပူပူခိုင်မာလာတာ Each of them is a reason I believe in kindness again ပေါ့ဒီနေ့ခေတ်ဆိုအရှာပါဆုံးဖြစ်လာတဲ့အဲ့ဒီအကျဉ်းတရားကထိတ်ဆုံးကပါလာတယ် အထွေထွေကြက်တဲမှုမုန်းကြက်မှုတွေကြားတဦးကိုတဦးဖြည့်တွေးပေးတာတွေနားလဲပေးတာတွေမလုပ်နိုင်ကြတော့ဘူးကိုယ့်ရဲ့ post တစ်ခု comments တစ်ကြောင်းကြောင့်တစ်ဖက်သားမထိခိုက်ရအောင်စင်ကြင်ပေးတာတွေတိတ်နေလာတယ် social media ရဲ့ပုံသွင်းမှုနဲ့ကိုယ်သေးချာမသိတဲ့လူတယောက်အကြောင်းကိုခက်လွယ်လေတစိုက်ကပ်ဖြစ်တာဟာဒီနေ့ခေတ်လူတွေရဲ့အလေးထားလိုကိုဖြစ်လာတယ်။အဲ့ဒီအခါစိတ်ပြက်လာတယ်။လူတွေအကုန်ဒီလိုပဲလားလို့တိမ်ကြောင်းမြင်မိလာတယ်။ ပေါ်ပါမသိမသာလိုက်ပြီးပြောင်းလဲခြင်းမိလာတယ်။ခုနကလိုကြောင်လိုက်ရတဲ့အခါမှသာစိတ်ကပြန်ပြီးအားရှိလာတာ။ဒါကြောင့်လူတယောက်ကိုကူညီတယ်၊တစိမ့်တယောက်ပေါ်ကျင်နာမှုပြတာတယ်ဆိုတာဖျောင်းနိုင်မိကူးတယ်လို့ဖြစ်သွားတာ။တစိမ့်မီးတစိမ့်ကူးကုန်ကြတဲ့သဘော။ကိုယ့်တကူစာယုံကြည်မှုကိုရေးထားတာဖြစ်လို့ဒီစာမှာထောက်စရာတွေတော့ရှိပါရဲ့။ ါဆိုဒုက္ခရောက်နေတဲ့သူတွေကမကောင်းတဲ့သူတွေကစိတ်ထားမကောင်းလို့လားသူတစ်ပါးကိုဒုက္ခပေးခဲ့လို့လားကိုကကိုညီလိုက်ပေမဲ့အဲ့ဒီလူကကျေးဇူးပြန်ကိုင်းရင်ရောစသဖြင့်ပေါ့အရင်ရင်ဆောင်ပါတွေမှာထည့်ရေးခဲ့ဆွေးနွေးခဲ့ပြီးသားဖြစ်လို့အကြက်တဝိတော့ဒီမှာပြန်မရှင်းတော့ပါဘူးကျွန်တော်မှလည်းအဆင်မပြေတဲ့အချိန်တွေဆောင်ပါအစမှရေးထားတယ်လို့စိတ်တောင်ပြန်မိတဲ့အချိန်တွေရှိခဲ့မှုဒါပဲဆယ်ကကူညီခဲ့ပေမဲ့တခါပြက်ကွက်မှုကိုအပြစ်တင်မဆုံးနဲ့ ကိုယ့်ရဲ့အကျင့်အတရားကိုအမျက်ထုတ်တဲ့သူတွေလည်းကြုံခဲ့ဘူးလားပဲအဲ့ဒီအခါရိုင်းနဲ့သွားတဲ့ယုံကြည်မှုတွေကိုအစ်စ်ပြန်တိဆောက်ပေးတာ restore ပြန်လုပ်ပေးတာခုနကလူတွေပါပဲဒါကြောင့်ကိုယ်တိုင်လည်းအဲ့ဒီလူလူဖြစ်အောင်စူးစမ်းမယ်လို့တွေးမိတာပါတချို့လူတွေနဲ့ကြုံပြီးတဲ့အခါကျွန်တော်တို့ဟာကောင်းကောင်းမွန်မွန်ဆက်ရှင်တန်ဖို့ကိုစိတ်ပြက်လာကြတယ်တချို့လူတွေကြောင့်တော့ကျွန်တော်တို့ဟာအကျင့်အတရားကိုပြန်ပြီးယုံကြည်တတ်ဝင်လာကြပါတယ်။ ဘလို့လူတွေနဲ့ကြုံရမယ်ဆိုတာတော့ရွေးချယ်လို့မရပါဘူး။တပားသူတွေအတွက်ဘလို့လူဖြစ်ပေးမလဲဆိုတာကိုပဲရွေးချယ်လို့ရပါတယ်။ကိုယ့်လက်ထဲလုံးလုံးလျားလျားတရားရဂိုင်းနှုံးရှိနေတဲ့ရွေးချယ်ခွင့်လည်းဖြစ်ပါတယ်။ဒေါက်တာဖြူတီဟာ၁၂ရက်၁၀လ၂၀၂၅